မင်္ဂလာပါရှင်၁၉ရက်မှ25ရက်နေ့ထိ9လပိုင်းတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီဒီဘက်မှာအလုပ်နဲ့ပတ်သက်ပြီးတော့ဝီခွဲရခတ်တာတွေဆုံးပြည့်ချက်ချရခတ်တာတွေဒီလိုကိစ္စရည်လေးပေါ်ဖို့ရှိနေပါတယ်တန်ဖိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ် မိတ်ဆွေရဲ့ပေါင်းတင်တွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေနော်ဆရာသမားတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေအကူအညီမှုတွေများစွာရရှိစေမယ်လို့တွေ့ရပါတယ်။အင်းကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဆိုင်ကင်းကင်းလေးနဲ့အေးအေးချမ်းချမ်းလေးနဲ့အစီအပြေသွားမဲ့တပတ်တာလိုလေးတွေ့ရပါတယ်။နောက်အိမ်မအကြီးကြီးတွေရဲ့အကူအညီကောင်းလေးရဖို့ရှိနေပါတယ်။အိမ်ကိစ္စစကားပြောဆိုလိုက်တိုင်းပါလဲပဲမိမိပြောအားတာနာမျိုးတွေကျင်ဝတ်တတ်ပါတယ်။ ရွှေမြူသားချင်းစီမှာအကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အတိုက်ကိတ်တော့ရှိပါသေး၊ကိယူဆိုင်ပါ။အဓိကတော့မိမိကိုမနာလိုနေတဲ့သူတွေ၊မိမိကိုအပြစ်မြင်နေတဲ့သူတွေ၊မိမိကိုသဘုတ်လေတွေပြောချင်တဲ့သူတွေဒီလိုမျိုးတွေရှိနေတယ်။ဒါကြောင့်မို့လို့အဲ့ဒါတွေကိုတော့တတိလေးထားပြီးတော့ပြောတာဆိုတာနေတာထိုင်တာလေးတွေကိုကိယူဆိုင်စီချင်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့ကြားထဲမှာ ကြောင်ဝင်နှောက်ရှက်မှုတွေရှိနေပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်အိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြတာအလိုမကြတာဒီလိုလေးကြုံရတတ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ view site ပါ ဖြစ်တတ်တဲ့ယောဂဝေဒနာဟာခါအောက်ပိုင်းဒီကျမ်းမာရေးညံ့တာမျိုးဒီကြုံရတတ်ပါလေဒီတစ်ပတ်တာကာလတစ်ခုမှာဘာလေးပဲလုံလိုက်လုံလိုက်အလုံးနဲ့ပတ်သက်တဲ့ကိစ္စရည်တွေကိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပြီဆိုတာနဲ့မိမိဆုံးဖြတ်ချက်တည် မှန်ကန်တယ်ဒီမှန်ကန်ပဲလမ်းကြောင်းတစ်ခုကိုပုံတိုက်ကလည်းရွေးချယ်သွားနိုင်ပေတယ်မှာပါတယ်ဒါကြောင့်အလုံးလုံးတဲ့အခါမှာဆုံးဖြတ်ချက်ဒုလောဒုလောမဖြစ်စေပဲလေခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်ခြင်းဒီမိမိအတွေ့ကံတွေပွင့်ပြီးတော့လက်တွေပွင့်မယ်ထင်ပါပါပါတယ်ဒီဒီဘတာကာလာတစ်ခုမှာကံအားအလွန်နေပါတယ်အဲ့တော့ကံအားနေတဲ့အတွက်ကြောင့်ထီထိုးကန်ဆန်းတော့မယ်ဆိုရင်ချင်းချင်းပြီးတော့မှာ အလုပ်ကိုတော့ပါအဲ့တော့တကယ်ထီထူးခြင်းနဲ့ကန်ဆန်းခြင်းနဲ့သူအတွက်ဆိုရင်တော့6တလုံးထီထူးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ကိုယ်ဝေးရှာဖွေတယ်အဲ့တော့ရှာဖွေလို့ရလာတဲ့ငွေကြီးတွေဒီမစုဆောင်မိဘူးအဲ့တော့မစုဆောင်မိပြီမိမိကပေးရကမ်းရမဲ့ကိစ္စရည်တွေကြတော့ပြည့်ပြည့်စုံစုံပြီးပေးနိုင်ကမ်းနိုင်တဲ့ထဲမှာပါပါတယ် အခုနဲ့ပတ်သက်ပြီးတော့ပူပန်စီရာလေးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါဒီတပတ်တာကာလတစ်ခုတည်းကိုပါသေးပဲလုံလိုက်လုံလိုက်လုံဆောင်ချက်ကောင်းလေးတွေကိုလုံနိုင်နေအဲ့တော့ခွန်အားနဲ့ရှာဖွေတဲ့အရာမှန်သမျှအဆင်ပြေတယ်ညံအားနဲ့ရှာဖွေတဲ့အရာမှန်သမျှအစီအပြေတွေကံအားအချောအယံအားနဲ့တူပါပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းကြီးဆံမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေ ဒီတစ်ပတ်တာကာလတစ်ခုမှာကန်ဒီအထောက်ပံ့ဖြစ်စီဖို့ကန်ဒီကောင်းစီဖို့ထီးဖြူကိုလက်မတလက်ကိုအိမ်ဖျားသူမဟုတ်ဇေဒီတဆူဆူမှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောတစ်ပတ်တာ အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။19ရက်9လမှ25ရက်9လတစ်ပတ်တာတနင်္လာသာသမီချင်းပေးဆွေရဲ့လုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ တနေ့ပါသားသမီးချင်းမိတ်ဆွေအလုတ်ကံအားကြီးအရန်ကောင်းနေပါလေအလုတ်ကံတွေရရှိလာတဲ့အကျိုးမြတ်များစွာကိုတွေ့ရပါတယ်ပြီးတော့အလုတ်နဲ့ပတ်သက်ပြီးတော့အထက်လူကြီးတွေရဲ့နှုတ်ဆောင်ပါခြင်းကိုယ်ကြီးဆောင်ပါခြင်းတွေကိုရရှိစေပါပဲဖြစ်ပါလေတန်ဖိုးကြီးတို့ပြည်စီများဝင်လာဖို့ရှိနေပါတယ်မိမိညှော်မဲထားတာရောမမျော်လင့်ထားတာရောတန်ဖိုးကြီးတို့ပြည်စီဝင်လာမေးတွေ့ရပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိမိအပေါ်မှာထင်မြင်လွဲမှားမှုတွေရှိနေတန်တရားဝန်တာလေးဖြစ်တဲ့တည်းဒါကြောင့်မို့လို့မိတ်ဆွေတွေနဲ့စကားပြောဆိုတဲ့အခါမှာချင့်ချင်ပြီးတော့မှပြောဆိုဆက်ဆံပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစီစဉ်ညွှန်ကြားရတာလုံးဝအဆင်မပြေဖြစ်တတ်ပါတယ်အခက်အခဲတွေကြုံရတတ်ပါတယ်ရှင်ပြူသားချင်းနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးမကောင်းတဲ့သတင်းကြားရတာ၊နောက်ဝေးကြီးအဆင်မပြေတဲ့သတင်းတွေကြားရတာမျိုးကြုံရတတ်ပါတယ်။ ရန်အန်ဒီလုံးဝမရှိပါဘူးရှင်။ရန်အတိုက်အခိုက်မရှိတဲ့အပြင်မိမိကိုအားကိုးခြင်းမိမိကိုချစ်ခင်ပေးစားခြင်းဒါလေးတွေကိုတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိကိုယ်၌ကလည်းပဲဒီအခြေအနေအပေါ်မှာစိတ်ကုန်လာတာမျိုးလေးကြုံရတတ်တယ်။လက်ရှိဖြစ်တတ်နေတဲ့အခြေအနေတွေကိုရပ်တန့်ခြင်းနဲ့စိတ်တွေပေါ်တတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့စိတ်ထဲမှာအလိုမကျမှုတွေစိတ်ကိုင်းမကျမှုတွေတော့ခံမြင်းတဲ့စိတ်တွေဒီလိုမျိုးလေးတွေဖြစ်တတ်ပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါဖြစ်လိုက်ရင်ကျန်းမာရေးရအာရုံကြောအားနည်းတဲ့လက္ခဏာမျိုးတွေကြုံရတတ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းပါတယ်။ထီထိုးကံဆန်းကျင်တယ်ဆိုရင်တော့နှစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။ဝေးချင်းလက်လာပါနဲ့ပတ်သက်ပြီးဆိုရင်ဘာတွေဖြစ်လဲဆိုတော့ကိုယ်တည်တကယ်လုံအားနဲ့ရတဲ့ဝေးချင်းအစလိုက်ပုံလဲဝင်နေဒါပေမဲ့တစ်ဖက်မှာကကုံဝမဲ့ကိစ္စလေးတန်းစီနေတာမျိုးလေးတော့ကြုံရတတ်တယ်။လက်ထက်မှာငွေကူအောင်ကင်ကင်လို့မရတဲ့အရာမျိုးလေးတွေ့ရပါတယ်။ အောင်နဲ့ပတ်သက်ပြီးတော့ကိုပိုင်ဆရာကြီးချုပ်ငုံပြီးကြီးလိုက်တဲ့အခါဘာလေးပဲလှုပ်လိုက်လို့လိုက်ကိုလှုပ်ချင်တဲ့အရာမှန်သမျှအဆင်ပြေတယ်။သို့တော့နောက်ဆိုင်တင်းရတဲ့ကိစ္စရည်လေးတွေအတွက်ကြောင့်ဒီအလုပ်တွေဖြစ်တဲ့တော့မဖြစ်ဘဲနဲ့နှောင့်နှေးစီတယ်လို့တွေ့ရပါတယ်။ဒီတော့တနေ့လာသားသမီးချင်းမိတ်ဆွေတွေကန်ထောက်ပံ့ဖြစ်စီတဲ့ရည်ရာကောင်းလေးဆံမပေးချင်ပါတယ်။တနေ့လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ဒီတစ်ပတ်တာရည်ရာက ခွေးတွေကိုအသားများများလေးနဲ့ ခောက်ဆွဲကြုံကြွေလိုက်ပါဒါဆိုရင်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားပြီလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာအင်္ဂါတော်သတိချစ်ပြီဆိုရင်အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်အင်္ဂါတော်တိချင်းမိတ်ဆွေအလုတ်ကံအားအရန်ကောင်းနေပါလေလုပ်ငန်းဆောင်ရမ်းတဲ့ပတ်သက်ပြီးတော့တိုးတက်ပြီးတိုးတက်ဆိုတဲ့အရာလေးတွေ့ရပါလေအရောင်းဝယ်တဲ့ပတ်သက်ပြီးဆိုရင်လည်းရောင်းပန်းဝယ်ပန်းတွေဝင်လဲစီပဲတပတ်တာလို့မြင်ပါလေ တန်ဖိုးကြီးတဲ့ PC တော့ထွက်တတ်တယ်နော်ဒါပေမဲ့ဒီလိုထွက်တယ်ဆိုတဲ့ဟာကိုအတုံးလိုလိုတကယ်ကိုကလိုအပ်နေလို့ထွက်သွားတဲ့ဟာမျိုးလေးပဲကျင်သွားမှာပဲဖြစ်ပါတယ်မိတ်ဆွေပေါင်းသင်းစီကနေပြီးတော့အကူအညီကောင်းပြီးအထောက်ပံ့ကောင်းပြီးရရှိစေမယ့်တပတ်တာလို့ပြောရပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများအစီအပြေမေးနောက်တစ်ခုကကြတော့အိမ်ပြင်ချင်တာလားဒါမှမဟုတ်အိမ်ကိုပြုပြင်ဖို့မှန်ချင်တာလားဒါလေးလေးအစီအပြေတယ်အိမ်အယောင်ွယ်ကိစ္စစကားပြောဆိုတဲ့အခါမှာလည်းပြည်နေသွားမဲ့တပတ်တာလို့တွေ့ရပါတယ် ရှင်ရွေးသားချင်းစီရပထမတဲ့အကူအညီထောက်ပံ့ကောင်းလေးရာဝရှိနေပါတယ်။အလိမ့်ညာလေးခံရတဲ့တည်းခေယူဆိုင်ပါအဲ့တော့ရန်အနေနဲ့စိုးဝါတာတော့မတွေ့ရအောင်ဒါပေမဲ့မိမိအပေါ်မှာလိမ့်လေတာတွေနှိမ်ပြားတာတွေခံရတဲ့တည်းဒီဟာလေးမျိုးတော့နည်းနည်းလေးဆိုက်စီချင်တယ်။အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်သောကာလစမ်းပွင့်တော့ကာလာလို့တွေ့ရပါတယ်လူကြည့်လူငယ်တွေအရင်ပေါ်နေပါလိမ့်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးအီးချမ်းတာယာလေးတော့အိမ်တော်ကြီးတစ်ခုလို့တွေ့ရပါတယ် ကျမရင်းနဲ့ပတ်သက်ရင်တော့ဂိမ်းစိုက်ပါဖြစ်တတ်တဲ့ယောဂဝေဒနာဟာအမြဲတမ်းခေါင်းထဲမှာမူးနောက်မူးနောက်ဖြစ်နေတာလေးကျွမ်းဝတ်တပါတယ်။အဲ့တော့ရေချိုးစင်ချင်မှာရေချိုးမှားသွားတာမျိုးတွေဖြစ်တတ်ပါတယ်။အေးချမ်းမှုရေးချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုလုံးဝတဲ့ကိစ္စရက်တွေမှာအမြဲအားတော်ခွန်ဆိုင်နဲ့ပေါ်ရပေါ်သလိုအလုပ်ကိစ္စဆိုလည်းဒီလိုလေးတွေနောက်တစ်ခါကျတော့ညံအားနဲ့လုံးဝမဲ့ကိစ္စလေးဆိုလည်းဒီလိုလေးတွေမိမိအနေနဲ့ ဖြတ်ထုတ်ညံကောင်းပြီးတော့လုပ်နေလို့တာကိုရဲ့ဒီလုပ်ငန်းကိစ္စလေးတွေဟာအဆင်ပြေတာတကယ်တမ်းကျတော့အမြဲအဖြတ်ကလေးတွေကတောက်လျှောက်ရှိနေတတ်တာဖြစ်ပါလေ။ကံနဲ့ပတ်သက်ပြီးတော့ကံအနေနဲ့တို့ပေမဲ့ထီတိုးကံဆန်းကျင်နေဆိုရင်တော့သုံးတလုံးထီတိုးကံဆန်းလို့ရပါတယ်။ဝေးကြီးလက်လာပါတွေတော့ဝန်လန်းလာမယ်၊ရှင်လန်းလာမယ်တပတ်တာပါ။အောင်နဲ့ပတ်သက်ပြီးတော့ပူပန်ဆိုင်ခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ ကိုတီမိသားစု အပေါ်မှာအပြည့်အဝကိုတာဝန်ယူခြင်းနဲ့စိတ်ကောင်းကောင်းခံခြင်းနဲ့စိတ်ဒီလိုရှိတယ်။သို့ပင်ပဲမိသားစုမှာကတယောက်ပြီးတယောက်ကအဲ့လိုတမျိုးစီပြဿနာလေးတွေအမှုလေးတွေရှိနေတဲ့အခါကျတော့ဒီတယောက်ကိုရှင်းပြပြရင်နောက်တယောက်ကလည်းအထပြီးတော့ဖြစ်တယ်။နောက်တယောက်ကိုရှင်းပြပြရင်နောက်တယောက်ကဆိုတော့ကိုကတယောက်တည်းအင်အားနဲ့ဖြည့်ရှင်းရတဲ့ကိစ္စရက်တွေမှာပူပူပြီးခက်ခဲလာတာမျိုးလေးကြုံရတတ်တယ်။ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးချင်မှပေးချင်ပါတယ်။ အင်္ဂါသားသမီးချင်းပြီးဆွေပြုလို့ဆောင်ရမယ်တပတ်တာရေရာကမိမိနေအိမ်ကမြန်မာပန်းဝါခုနှစ်ပွဲလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမိတ်လို့တွေ့ရပါလိမ့်ရှင်မင်္ဂလာပါရှင်၁၉ရက်၅လမှ25ရက်၅လတပတ်တာဗုဒ္ဓဟူးသားသမီးချင်းပြီးဆွေရဲ့အလုပ်ကံကလည်းစတင်ဟောပြောပြီးမှာပဲဖြစ်ပါလိမ့်ရှင်ဗုဒ္ဓဟူးသားသမီးချင်းပြီးဆွေအလုံးနဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင်အတိုက်အခိုက်တွေရှိနေပါတယ်မိမိတီဒီအလုပ်ကိုလုပ်နေတယ်တန်တဲ့ ပြဿနာလေးပေါ်လာတတ်တယ်အမှုဖြစ်တတ်တယ်ဒါကိုဂရုစိုက်ပါနော်တံမိုးကြီးတော့ပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်ထွက်ဖို့လည်းရှိနေပါတယ်မိစီရဲ့ပေါင်းတဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေပြီးတော့အကူကြီးကောင်းဝင်လာဖို့ရှိနေတို့ပင်ပေကိုကအဲ့လိုအကူကြီးကောင်းဝင်လာတဲ့အခါမှာကိုယ့်ရဲ့ဒီအနည်းဆုံးမှရှိနေတဲ့လူကဒါကိုလက်ခံတဲ့လေဒီလူပြောတာတော့လက်မခံတဲ့မို့အဲ့လိုဝါရီတွေများတာမျိုးတွေအာယုံနောက်စီတာမျိုးတွေကြုံရတတ်ပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုလှုပ်ဆောင်ခြင်းရဲ့အရာမှန်သမျှရွရွချွန်ချော်လေးနဲ့လှုပ်ဆောင်နိုင်တယ်အဲ့တော့လှုပ်တဲ့အခါမှာလည်းပဲတကယ်စိတ်ရောကိုယ်ရောနှစ်ပြီးတော့မှလှုပ်ဆောင်လိုက်တဲ့ကိစ္စမှန်သမျှအောင်မြင်စေတယ်လို့တွေ့ရပါတယ်ရှင်ယူသားချင်းနဲ့ပတ်သက်ပြီးတော့ရှင်ယူသားချင်းကိုကိုစိတ်ပြတ်သွားတာကိုကူညီနေတယ်လမ်းနဲ့ကိုလှုပ်ပေးနေတယ်လမ်းနဲ့အဲ့လိုစိတ်ညိုညင်စရာဖြစ်အောင်လှုပ်တာမျိုးလေးတွေကျွမ်းဝတ်တတ်ပါတယ် အတိုက်အခံတော်ရှိပါတယ်။ပူတီလုပ်ငန်းကိုင်ခဲမှာရောတော့ပြောရေးဆိုရာကိစ္စမှာရောအပြိုင်အဆိုင်အတိုက်အခံကလေးတွေရှိတယ်။ဒါပေမဲ့အဲ့အတိုက်အခံကြားထဲရနေပြီးတော့မှဖွင့်ဖောက်ပြီးတော့အောင်မြင်သွားတဲ့အရာတွေကိုတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့မိမိနဲ့ကြားထဲမှာအဆက်အသွယ်လေးတွေပြတ်တောက်သွားတာမျိုးလေးကြုံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်တော်ဘက်ကျမ်းမာရေးချုပ်တဲ့မှုကြောင့်မိမိသည်စိတ်ရောကိုယ်ရောအရင်ပင်ပန်းနေရမယ်လို့တွေ့ရပါတယ်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ်တပတ်တာပါဘာလို့လဲဆိုတော့ဒီတပတ်မှာမိမိကိုကံကမျက်နှာသာပေးတာလေးလေးကြုံရတတ်ပါတယ်အဲ့တော့ကံအားအလွန်ကောင်းပါလေထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၃ရတလုံးထီထိုးကန်ဆယ်လို့ရပါတယ်။ဝင်လာတဲ့ငွေကြီးကတော့ငွေလုံးဝမစုမိဘူး။အဲ့တော့ငွေမစုမိပေမဲ့ငွေလည်ပတ်တဲ့အရာလေးတော့ကျုံ့မှာပဲဖြစ်ပါလေ။အားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာကြီးချုပ်ငုံပြီးကြည့်လိုက်တဲ့အခါ အကြီးအကဲတွေကိုနောက်ဆန်တင်ရတာမျိုးတွေအကြီးကဲကြောင့်လေစိတ်ပူပန်ရတာမျိုးတွေကြုံရတတ်ပါတယ်ဒီတော့ဘောတော်ဟူသားသမီးချစ်မိဆွေတွေကဲအထောက်ပံ့ဖြစ်စီတဲ့ညီရာကောင်းလေးဆရာမပေးချင်ပါတယ်ဘောတော်ဟူသားသမီးချစ်မိဆွေပြုလုပ်ဆောင်ရမယ့်ညီရာကအိမ်ဖျားသူမဟုတ်ဇေဒီတစုမှာစီတမင်းတပွဲစီတမင်းဆိုတာထမင်းကိုစီစားလေးနဲ့နေပြီးတော့ လှူလိုက်ကြလေရတယ်နော်ဒါမို့ဟိုကောင်းကြီးကိုစီတမင်းထူးတဲ့အဲပုံစံမျိုးလေးရဲ့ဆိုရင်လည်းလှူလို့ရပါတယ်ရခုလိုလှူတိုင်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လေသွားပေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လပါ25ရက်9လတပတ်တာဇာတာပိဒါတပိချိပိဆိုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဆရာဘီသားသမီးချင်းမိတ်ဆွေအယောင်းဝယ်ရင်အေးနေမယ်ညိနေမယ်ရက်နေမယ်လက်ရှိရှိနေတဲ့အရာတွေရင်းနှီးမြှုပ်နှံမှုတွေလည်းမြုပ်နေမယ်လို့တွေ့ရတယ်နော်နောက်တစ်ခုကကိုကဝန်ထမ်းလုပ်နေတဲ့သူနောက်ပြီးတော့လက္ခဏာလုပ်နေတဲ့သူဆိုရင်လည်းဒီလိုပဲအလုပ်ထဲမှာစိတ်မပျော်တော့ဘူးဒီအလုပ်ကနေပြီးတော့နောက်အလုပ်ကိုပြောင်းချင်တာမျိုးတွေလည်းကျွန်ဝတ်တတ်ပါတယ်တမိုးကြီးတော့ပြည်စီများဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေရဲ့ပေါင်းသင်းစီကအကူအညီထောက်ပံ့ကောင်းလေးတွေ ရတတ်ပါတယ်အဲ့ဒါကမိန်ဟောင်းဆွေဟောင်းတွေဇာတိပြီးတော့အဆက်တွေကောင်းလေးတွေရလာတယ်မျိုးတွေကျင်းဝတ်တတ်ပါတယ်အိမ်နဲ့ပတ်သက်ရင်တော့အရန်စိတ်ကြီးရတယ်စိတ်ဒီလည်းအရန်ပင်မရတယ်မိုးလည်းမိုးကျရတဲ့အကံလေးကိုတွေ့ရပါတယ်ဆွေမျိုးသားချင်းစီကအကူအညီမရတဲ့အပြင်အပြစ်ပြောတာတော့ခံရတတ်ပါတယ်ရန်အနေနဲ့တိုက်ခိုက်တော့မရှိဘူးတို့ပေမဲ့ကို့အပေါ်မှာ တနက်စားညံနဲ့လာပြီးတော့လိန်လေတာလှေပြားတာဒါလေးတော့ရှိတဲ့တည်းအဲ့ဒါလေးတော့ဘေးမဆိုင်စီခြင်းနဲ့တော့အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူး။ဘာကြောင့်လဲဆိုတော့အရာရာမှာကိုယ်ဒီဥစည်းဥဆောင်ပြီးတော့ပြောဆိုရတဲ့အခါမှာကိုယ့်အတွက်စိတ်ကိုပန်းလူနဲ့ပန်းဆိုတဲ့အရာလေးကိုတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေထွက်တွေကျန်းနေလို့အရန်စိတ်ပင်ပန်းနေရပါလိမ့်မယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ငုံပြီးကြည့်လိုက်တော့မိမိကိုချစ်သူခင်သူတွေအရန်ပေါ်တယ်။အဲ့ချစ်သူခင်သူတွေပေါ်တဲ့နေရာတွေပြီးတော့အလောက်ကန်လေးတွေလည်းပွင့်တယ်။ ါပေမဲ့ကိုကိုနိုင်ကအလုပ်တွေအများများနေတဲ့ခါကျတော့ဒီဘက်လည်းလွတ်လို့မရအဖိုးဘက်ကလည်းလုံချင်းအဲ့လိုပုံစံမျိုးလေးတွေနဲ့ပို့ပြီးတော့မှကိုအလုပ်ရှုပ်သွားတာမျိုးတွေကြုံရတတ်တယ်။အဲ့တော့ဒီဘက်လည်းမလွတ်ချင်းဟိုဘက်ကဟာလည်းလက်တော့မခံချင်းဆိုတာတစ်ဖက်ကလည်းအကျိုးမြတ်တကယ်ရမယ်ဆိုတဲ့ဟာလေးကိုချိန်မိသွားတာမျိုးကြုံရတတ်တယ်။ဒီတော့ဇာတာပိသာသမီးချင်းမိတ်ဆွေတွေကဲအထောက်ပံ့ဖြစ်စီတဲ့ကြရားကောင်းလေးဆံမပြီးချင်ပါတယ်။ဇာတာပိသာသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရေရာက မိမိနေအိမ်ကဖျားပါပုံစင်းရီခံွက်တက်ခွဲလူတိုင်းချင်းပြေခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေးသွားပြီးလူတွေ့ရပါရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် တောက်ကြသားသမီးချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းပါလေအလုတ်ကအခွင့်အရေးတွေအများကြီးရရှိစီမင်းအရန်ဝင်တဲ့ပတ်သက်ပြီးတော့ရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစီတယ်နော်နောက်ကိုကအလုတ်လျှောက်ထားတယ်ဆိုရင်အဲ့ဒီအလုတ်ကတေချာပေါက်ရမယ်လို့စိတ်ထဲမှာမှတ်ထားလိုက်ပါဆက်ပြီးပါလိမ့်မယ်တန်မိုးကြီးကောက်ပစ္စည်းများဝင်လာဝှရှိနေပါလေပြပခီးတွေကောက်ကောင်းနေပါလေတွားရမယ့်ကိစ္စဆိုရင်လည်းလွယ်လေးတစ်ခုနေတွားမယ့်ကံလေးကိုလည်းတွေ့ရပါလိမ့်မိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်တော့ အရင်စိတ်ပင်ပန်းရတယ်ဘာလို့လဲဆိုတော့သူ့အပူတွေဟာကိုယ်ကိုလာကူးတယ်ဒီအတွက်ကြောင့်ပင်ပန်းရမယ်အိမ်ထဲပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေတွေအိမ်ကလည်းမိမိကိုအထောက်ပံ့ပေးနိုင်တယ်မိမိကလည်းတကယ်ကြိုးစားတယ်ဒီအတွက်ကြောင့်အဆင်ပြေပါတယ်ရှင်ဘုရားကြီးစီကအကူကြီးကောင်းအဆက်တွေကောင်းထောက်ပံ့ကောင်းလေးတွေရဖို့ရှိနေပါတယ်။ရဲအန်ဒီရတော့ရှိတယ်တတိထားတော့ကိုမှန်းထားလိုက်တဲ့ကိစ္စရက်ကလေးတွေမဖြစ်ဘဲနဲ့ရက်တန်သွားတာမျိုးကြုံရတဲ့တဲ့အဲ့ဒါလေးကိုတော့သိထားပါ။ အခြေအနေနဲ့ပတ်သက်ပြီးတော့အာယုံအရင်နောက်ပါပဲစိတ်ရှင်းပါမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ကြားထဲမှာအဆင်မပြေမှုတွေဝေးကြီးကိစ္စလေးတွေနဲ့ကွာဟနေတတ်ပါလိမ့်။ကျမ်းမိုင်နဲ့ပတ်သက်ရင်တော့ကောင်းပါတယ်။စူးချိုးလုံးဝမတွေ့ရပါဘူးရှင်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေတယ်။ဒုဗိမဲ့ထီတူကန်ဆန်းကျင်နေဆိုရင်တော့လေးတလုံးထီတူကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝင်လန်းရှင်လန်းလာပြီးတပတ်တာလို့တွေ့ရပါတယ်။ အားလုံးပြပတ်သက်ပြီးတော့ပူပန်စရာကြီးချုံမပြီးကြည့်လိုက်တဲ့အခါကိုသည်ရခင်ရခင်ကဒီတန်ရုံးစိန်တစ်ခုကြောင့်မပြတ်တဲ့အရာလေးတွေနောက်တစ်ခါကျတော့အဲ့တန်ရုံးစိန်တစ်ခုကြောင့်ကိုလုတ်ပေးခဲ့တဲ့အရာလေးတွေရနေပြီးတော့မှပြဿနာလေးဖြစ်တတ်ပါတယ်ဒီဟာလေးကိုကိုရှင်းရတတ်ပါတယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံထောက်ခံဖြစ်စေတဲ့ယနေ့အကောင်းကြီးဆံမပေးချင်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရွက်ရမယ့်တပတ်တာယနေ့ကတိလရှင်ဆရာလေးခုနှစ်ပါးကို ဟုတ်အဲ့ဝိထုမေပေါ့နော်မိမိတက်နိုင်သလောက်ကလေးလှူဒန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားပြီလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာစတီတာသမီးချင်းမိဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်စတီတာသမီးချင်းမိဆွေအလုပ်ကံလေးအရင်ကောင်းနေပါတယ်အလုပ်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်အခြေဆက်ကောင်းနေဝင်လာဝင်ရှိနေပါတယ်အလုပ်ကအကျိုးမြတ်များစွာကိုရရှိစေမယ်လို့တွေ့ရပါတယ် တာဝန်ကြီးတဲ့ပစ္စည်းတော့ထွက်တတ်တယ်နော်မိစေပေါင်းတဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေအာရုံနှောက်စရာတွေခေါင်းရှုပ်စရာတွေကြုံရတတ်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေမိမိအနေနဲ့ရှေ့တူဝခက်နောက်ဆုံးရခက်ဆုံးဖြတ်ချက်ချရာခက်ခဲတဲ့ကိစ္စရက်တွေပေါ်လာဖို့ရှိပါတယ်ဥပမာအိမ်နဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာမိမိဘက်ကခံအားနေနေတာမျိုးတွေကြုံရတတ်ပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုအပြစ်ပြောတာဆွေမျိုးသားချင်းကမိမိကိုစိတ်ဒုက္ခအမျိုးမျိုးပေးတာဒီလိုလေးကြုံရတတ်ပါလေ။ရဲအန်ဒီရဲ့အတိုက်ခိုက်ရှိပါလေ။ဥပမာနာမည်ပြက်တာနာမည်ဖြတ်တာကိုခံရတာခိုတိခါကြတာဒါမျိုးလေးကိုကြုံရတတ်တယ်။ဒါကြောင့်အရင်သိမှုစိတ်ပါနော်။အခြေအနေပတ်သက်ပြီးတော့အခြေအကံပွင့်လဲခြင်းအခြေအကံကောင်းခြင်းတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းညှိနှိုင်းလို့အဆင်ပြေပြီးတော့အေးချမ်းသာရတဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိဘူး။ရခိုင်ကနေကကျန်းမာရေးယောဂဝေဒနာခံစားရတဲ့ချစ်ပိဆွေရင်ဆိုရင်လည်းဒီတစ်ပတ်တောင်မှအနာနဲ့စီးနဲ့တွေ့သွားမယ်၊ဆရာကောင်းတစ်ပေါင်းကောင်းတွေ့သွားမယ်ဒီလိုလေးမြင်ပါလေ။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာတယ်။နောက်တစ်ခါမိမိအနေနဲ့ကိုယ်တည်ငွေချင်းနဲ့ပတ်သက်ပြီးတော့ငွေနှစ်လမ်းဝင်တာပေါ့နော်။အဲတော့ငွေနှစ်လမ်းဝင်တာမျိုးလေးလည်းကျွန်တော်တည်းတည်းဒါကြောင့်ကောင်းနေပါလေ။ ထီထိုးကန်ဆန်းခဲ့မယ်ဆိုရင်တော့ထီကန်အားနေတယ်။ဒါပေမဲ့တကယ်ကိုထီထိုးခြင်းနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝင်လာသောငွေကြီးတွေဟာငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ထဲမှာပူအောင်ခိုင်းလို့မရအောင်ဒီတော့မိမိအနေနဲ့ငွေဝင်လာပြီဆိုတာနဲ့ယုံကြည်စိတ်ချရတဲ့သူမှအထာရတော့၎င်းဒါမှမဟုတ်ရင်ငွေနဲ့ပတ်သက်ပြီးတော့ဝင်လာပြီပေါ်လာပြီဆိုတာနဲ့တခြားသောတန်ဖိုးကြီးသောအရာတစ်ခုကိုခိုင်းထားတော့၎င်းဒီလိုလေးလုပ်ပြပါ ားလုံးကပတ်သက်ပြီးတော့ပူပန်ဇာတိချုပ်ငုံပြီးကြည့်လိုက်တဲ့အခါတော်တဲ့နာတဲ့နေရာတွေမှာအမြဲတမ်းသတိဝိရိယရှိရှိနဲ့သွားပါ။ဘာကြောင့်လဲဆိုတော့လမ်းမှာတစုံတရာဖြစ်စီတော့အဲ့ဒီမျိုးတွေကျုံ့ဝတ်တက်ပါလေ။ဒါကြောင့်အမြဲတမ်းလမ်းသွားလမ်းလာလုပ်တဲ့အခါမှာနှုတ်ကနေပြီးတော့မှဖျားစာတွေကိုတောက်လျှောက်ရွတ်ဖတ်ပူဇော်နေတာမျိုးတွေကိုပြုလုပ်ဆောင်ရပါ။နောက်တစ်ခုကကြတော့အကန်ထောက်ပတ်ဖြစ်စီတွေရည်ရအောင်ကောင်းလေးဆံမပေးချင်ပါလေ။ တိသားသမီးချင်းမိဆွေပြုလုပ်ဆောင်ရမယ့်ရည်ရကမိမိရဲ့အင်္ဂါဖျားမှာနွားလို့သုံးခွက်ထူလဲခြင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်